ပြပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်သမိုင်းဟူသည်ရှိရှိကဖြစ်ပျက်ခဲ့သောအကြောင်းအရာကို စုပေါင်း၍စကက်ပြဖြင့်ဖြစ်စေလင်္ကာဖြင့်ဖြစ်စေရေးသားထားသော စာပေတည်းကာချင်တဲ့ဒီတို့အမိတိုင်းတိုးတက်လာပါတယ်။ဆိုတော့ဒါကိုကြည့်ခြင်းအပြင်တဖြည်းဖြည်းနဲ့ဂီတဘတ်ကိုလိုက်စားလာရဲဆိုတော့ကိုလည်းဒါကောက်ချက်ချလို့ရပါတယ်။မေဤတရားကျင့်စေရာနှင့်မမအယုနှလူပူဆောင်မင်းရင်ကြော်ဝဲကျွန်တော်ရင်စအဖြစ်ရှိဦးပါခဲ့ဘူးသားဂျေဇူးလိုက်လာမရနာတန် ဇောငါတန်လီလွန်ရွေးခုနှစ်အဖြစ်တဘောမဇောလီကောင်ဇောလီကောင်တီအကြောင်းထွေငောတနီးတော်မူနီရောအထက်တမပတ်ကိုလုံနေပြမဝင်တော်ခါနိုင်ချမ်းသာငြိမ်းမြစံစားကြတာနေဝတညာနာတညာယရနာရကောင်ပဝေဖို့နှင့်ပင်တိဒုစင်ဟု၍အယုမတိဝိစီကိစ္စစွန်းတင်ကားကိုညံဝါလင်းပြောင်း ထွဖုံခေါင်းသည်ပြအောင်ဖြောက်တော်မူစေတော်စတူးဝင်ကဗလာအမိတ်ကြီးရေးထားတဲ့ရတုကိုကြည့်မင်းဆိုရင် မရနာတန်ဇောငားတန်လီလွန်ရွေးခုနည်းဆိုတဲ့စာကြောင်းမှာဒါဗုဒ္ဓဘာသာမှာပို့ပြီးတော့လင်းနဲ့လာတဲ့အဘိဓမ္မာတရားကြီးနဲ့ပတ်သက်တဲ့စကားကြီးအများကြီးပါတာကြီးပါဠိဘာသာကြီးပါလာတာကြီးလည်းတွေ့နိုင်တယ်လို့ဒီပင်ရခင်မှာပါဠိဘာသာနဲ့ဗုဒ္ဓဘာသာကဒါအလွန်အရေးပိခံရပြီးတော့တိုးတက်နေပြီဆိုပြီးတော့လည်းတွေ့နိုင်ပါတယ် ပတူးဆိုတာက လင်္ကာကနေပေါက်ဖွာလာတဲ့ကြပြအဖွဲတမျိုးဖြစ်ပါတယ်။လင်္ကာမှာသူကပုတ်ရည်ပေါင်းဖွဲ့လို့တမျိုးဖွဲ့နိုင်ပြီးတော့ဒီအဖျားချရင်လည်းစကလုံးအကန့်အသတ်မရှိပါဘူး။ ။ဘယ်မဲ့ရတူးမှာတော့တပိုက်သေးဆိုရင်ဧကပိုက်ရတူး၊နှစ်ပိုက်ဆိုရင်အဖြစ်ခံရတူး၊သုံးပိုက်ဆိုရင်ပိုက်ဆောင်ရတူးဆိုပြီးတော့ရှိပါရဲ့။အဲသုံးပိုက်ထက်လည်းပိုပြီးတော့မဖွဲကြပါဘူး။ ပြင်အဖျားချရမှာလဲ9လုံး9လုံး17လုံး15လုံး19လုံးဆိုပြီးရှိပါတယ်။ဒါ9လုံးနဲ့ချရည်ဆိုရင်ခန်ညွန့်ခက်ဖြာ9လုံးနဲ့ဆိုရင်မနီစန်ကျစ်17လုံးဆိုရင်အာသာဝတီဝစ်စံ15လုံးဆိုရင်မနီဦးပြီး19လုံးဆိုရင်ဇောတခိုင်လုံးဆိုပြီးရရှိပါတယ်။ ဆိုတာကတက္ကရာဘာသာရီတူဝနေလာတာပါအအဓိပ္ပာယ်ကတော့အခါရသည်လို့အဓိပ္ပာယ်ရပါတယ်ဒီမြန်မာဘာသာမှာလည်းသဘင်အခမ်းအနားအခြေအနေဆိုပြီးတော့လည်းအဓိပ္ပာယ်ရပါသေးတယ်ပင်ယားခင်မှာတော့တရာချင်းနေကာချင်းနေရီတူရီကိုအများဆုံးတွေ့ရပြီးတော့ကြောက်စာတွေကတော့အတွေ့နေပါတယ် ားခစ်ကပကန်ခစ်ရဲ့၃ပုံ၃ပုံလောက်ပဲရှိတာဖြစ်တဲ့အတော့ကြောင့်မို့လို့ကြောက်စာရည်အများကြီးကိုတော့မတွေ့ရပါဘူး။ဒါကြောက်စာအရေးတွင်နေနှိုင်းရှင်မယ်ဆိုတော့ပကန်ခစ်ကပို့ပြီးတော့များပါတယ်။အဘိမေကပြလင်္ကာနဲ့အရေးသားဘက်မှာတော့ပင်ရခစ်ကိုရောက်လာတဲ့အခါမှာပို့ပြီးတော့တိုးတက်လာတာ၊ပို့ပြီးတော့ထုံကားလာတာတွေကိုတွေ့ရမှာပါ။